ကျွန်တော်တို့ကြောင်လောကမှာ social media နေပြီးတော့အလုံးလုံးနေကြတဲ့လူအများကြီးရှိတယ်။ယုံကြည်မှုတွေနဲ့အလုံးလုံးကြတယ်။တချို့ကြတော့ကျွန်တော်တို့ကြောက်ပြီးရဲ့ကိုဝါသနာပါလို့ရှိတဲ့ငွေလေးနဲ့ရင်းနှီးပြီးတော့ယုံကြည်မှုတွေနဲ့အလုပ်တွေလုပ်ကြတယ်။ဒီနေ့ကျွန်တော်စီကိုဒီ TikTok ကနေပြီးတော့ခင်းတဲ့ညီလေးတယောက်ကနေပြီးအကိုတည်းကျွန်တော်မှော်ရဲကနေကြောက်ဝဲထားတယ်။ ကျွန်တော်အဲ့ဒါအခုစီအခုဖုန်းနံပါတ်ပေးလိုက်တယ်ကျွန်တော်တော့ထုတ်ပေးပါတဲ့အားနဲ့ဒီနေ့မိုတီအောင်စီကကျွန်တော်စီကိုဖုန်းဆက်ပြီးတော့ဆက်မင်းပိုင်းကြောက်လေးကယ်ဒီရောက်လို့ပါဆိုတော့ကျွန်တော်တော့ထုတ်လိုက်တယ်ကြောက်လေးကကယ်ဒီကကိုက3000ခွဲပေးလိုက်ရတယ်ကြောက်ရောက်လာတဲ့အချိန်မှာကြောက်လေးကဒီပုံစံနော်ကြောက်ကဒီပုံစံ ဲတော့ကြောက်ခတ်ဒီပုံစံနိုင်မယ်ကျွန်တော်ပြောချင်တာကယုံကြည်မှုနဲ့အလုပ်လုပ်ကြတာပါနော်ငါကိုတို့တခါတလေကြားလို့ရှိရင်စေတနာလေးတော့ထားပါကျွန်တော်တို့လည်းရှားကြပါတယ်ပတ်စံမရအောင်မပြောရပါတယ် ကိုလှုပ်လိုက်တဲ့အရာတစ်ခုတည်းကကိုတူးတည်းမဟုတ်ဘဲကျွန်တော်တို့ online ပေါ်နေအလုံးလုံးနေတဲ့ညီကိုတွေတော်တော်များများတိတ်ခါကြပါတယ်ထိခိုက်ပါတယ်အခုဒီကြောက်ဆိုရင်ကျွန်တော်အပြစ်မပြောလို့ဘူးဒီကြောက်ကိုကျွန်တော်ကဘယ်နေရာမှာသုံးမှလည်းမသိဘူးဒီကြောက်ကိုကျွန်တော်ဘယ်နေရာမှာသုံးမှလည်းမသိဘူးဗျကျွန်တော်တစ်ချက်ပြ နော်ကေဒီကတော့ကျွန်တော်3000ဝဲပေးလိုက်တယ်ကေဟုတ်ပြီဒီပေါ်မှာစာနာမှုနဲ့နားလည်မှုနဲ့အကိုဒီဒီကြောက်ဆိုဒါကျွန်တော်တို့သူဝဲထားတဲ့ဈေးတော့မပြောပြတော့ပါဘူးဗျာသူတို့ကတော့ online ပေါ်မှာဝယ်လို့မလို့ဘလောက်ပြီးပြီးဘလောက်ပြန်ဝယ်မလဲစဉ်းစားတာကြည့်ပါဒါကျွန်တော်မ blame ဘူးကျွန်တော်အပြစ်မပြောဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာတစ်ခုက စားပါတော့ပါဒါပေမဲ့လို့ chance လေးတော့ပြီးပါအခုမ ျွန်တော်တို့ကြောင်လောကကိုစဝင်လာတဲ့လူတွေကိုလက်တွဲခေါ်ပါတရက်ကိုရွှေဦးတစ်လုံးပဲဥခိုင်းပါဘဲကိုရိုင်းမတတ်ပါနဲ့ကျွန်တော်တို့လည်းအတူတူပါရေရှိဦးပဲကျွန်တော်တို့ကကြည်တယ်တခါလေးရိုင်းမဖြုတ်ဘူးကျွန်တော်ပြောချင်တဲ့သဘောတရားလေးကငဲ့ညာပါလက်တွဲခေါ်ပါကြုံတယ်လို့မလုပ်ပါနဲ့အားလေတခုတော့မြေတရခံတာပါနော်